ပရိသတ်များအနေနဲ့နောက်ထပ်ရှုစားရမှာကတော့ hit interview ဆိုတဲ့ခန်းစာပဲဖြစ်ပါတယ်ခင်ဗျာဒီခေါက်မှာဆိုလို့ရှိရင်တော့ writer သိန်းဟန် finish ကိုကျွန်တော်တို့အနုပညာမှုအကောင့်ကနေပြီးတော့တွားရောက်မေးမြန်းထားတာလေးရှိပါတယ်သူကနေပြီးတော့ဘယ်အကြောင်းလေးတွေကိုပြောပြထားမလဲဆိုတော့ပရိသတ်များအခုပဲရှုစားကြည့်ပေးပါဦးခင်ဗျာအဲဆင်ဆာအနေနဲ့ကတော့ ဒီအချစ်စစ်ဇာကားနဲ့အခက်အခဲဘာမှမရှိပါဘူးဘာလို့လဲဆိုတော့ဒီအချစ်စစ်ဇာကားထဲမှာအဲဆန်ဆာညီစွန်းစရာ ပြကွက်တစ်ခုမှမရှိဘူးလေအဲနောက်အခက်အခဲဆိုတာတက်ကိုကျွန်တော်တို့အနေနဲ့ဟိုပင်မမှန်တော့ရိုက်ကူးခဲ့ရတယ်ပေါ့ဆိုတော့ကျွန်တော်တို့ရဲ့ဒါ location ဒီအနေထားအရလာဟိုအဲ့လိုဟိုကြောက်တောင်ထိပ်တွေပါတွေတက်ရတယ် အဲနောက်ဒီအပင်မော်ရီဘာတွေအပင်မြင့်မော်ရီဘာတွေတက်ရတယ်ဆိုတော့ဒီပြင်မှန်းမှုတော့ရှိတာပေါ့လေနောက်သွားကြီးသွားကြီးလာကြီးအတွက်ကိုဟိုအချိန်ယူရတယ်ပေါ့ကျွန်တော်တို့ဒီຢာတွေကဟိုဘယ်လိုခေါ်မလဲမြို့နဲ့နီးယူလေမနီးတဲ့နေရာတွေမှာဆွဲတဲ့ခါကျတော့သွားကြီးလာကြီးအတွက်ကိုအချိန်ယူရတယ်အချိန်လူပြီးတော့ကျွန်တော်တို့ဟိုစောစောသွားရတာတို့မိုးချုံမှပြန်လာတယ်လို့ရှိတာပေါ့နော် ဆိုဒီဇာကားမှာတော့ဒီအဲကျွန်တော်တို့ကဒီ graphic ဒီ visual effect တွေကိုကျွန်တော်အများကြီးထည့်ထားတယ်ဆိုတော့အဲ့ effect တွေလုပ်ဖို့အတွက်ကကြတော့ဟိုတစ်ခါတလေမှာဟိုတရုပ်ဆောင်ဘိုင်းမှာဟလာဟိုမရှိတဲ့လူနဲ့စကားပြောရတယ်အဲမရှိတဲ့ဒုတိယဟိုဇာနဲ့ဟလာဟိုအမှုရလောက်ရတယ်ပေါ့ ဆိုတော့အဲ့လိုလေမှာဟလာကျွန်တော်တို့ effect ပါတခါတည်းထည့်လို့ရအောင်ဟို quality သေအောင်ဆောင်မှုအတွက်ကိုတော့ကျွန်တော်နေနေဟိုပြင်ဆင်ရတာပေါ့လေရိုက်စင်ကလေးကလည်းကျွန်တော်နေနေကကြတော့ဟိုဒီဟာတွေ effect တွေထည့်လို့အဆင်ပြေမဲ့အမျိုးဖြစ်အောင်လား quality ဖြစ်အောင်ကျွန်တော်တို့လည်းဟိုအကုန်လုံးဟိုတွက်ချက်ပြီးတော့ရိုက်ရတာမျိုးတွေရောရှိတာပေါ့ ျွန်တော်နေတဲ့ဒီ academy ဆိုတဲ့အရာတော့ဟိုလူပညာရှင်တိုင်းအတွက်ဟိုလူကျင်တဲ့အရာပါเนาะဆိုတော့ဒါပေမဲ့လည်းဒီညောမဲ့မဲ့လည်းလွဲသွားတာတွေလည်းအများကြီးရှိပါတယ်အဲ့ဒီတွေအခုဟိုပြိသက်ပေးတဲ့ academy ကကျွန်တော်တို့အတွက်ဒါတော်တော်လေးကိုပျော်ရွှင်စရာကောင်းနေပါတယ် ရည်သမားတော်ရှူတင်မေကင်တွေကိုစပြီးတော့တင်ဆက်ပေးကြပါတယ်။ပွဲခန်းတာတွေပြီးသွားပြီဆိုတော့အခုဆိုလို့ရှိရင်ရှူတင်မေကင်တစ်ခုအနေနဲ့ director ပြည်ဟိန်းတီဟာရိုက်ကူးခဲ့တဲ့အောင်းတွေတော်စင်ဟားတက်လို့နာမည်ပေးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေမှုမြင်ကွင်းပဲဖြစ်ပါတယ်ခင်ဗျ။ဒီဇာတ်ကားကြီးထဲမှာဆိုလို့ရှိရင်တော့တရုတ်ဆောင်များဖြစ်ကြတဲ့ခန်းစီသူနောက်ပြီးတော့အာသက်ရဲအောင် True Indrable ယူတနာတင်တော့ကနေပြီးတော့အဓိကပါဝင်တရုတ်ဆောင်ထားပါတယ်ခင်ဗျ။ ဒီအောင်းတွေတော်စိန်အားသလိုနာမည်ပေးထားရုပ်ရှင်ဇာတ်ကားကြီးအားဆိုလို့ရှိရင်တော့ဒါသရုပ်ဆောင်အားသည့်အတွက်နောက်ထပ်စိန်ခေါ်မှုကြီးတစ်ခုဖြစ်မယ်လို့တော့ယုံကြည်ပါတယ်ခင်ဗျနောက်ပြီးတော့ဒီဒါရိုက်တာပြင်းတီအနေနဲ့ဒီအောင်းတွေတော်စိန်အားသည့်ဆိုရဲဒီရုပ်ရှင်ဇာတ်ကားကြီးကိုဘယ်လိုမျိုးစိတ်ဝင်စားဖို့ရပုံဖော်ရိုက်ကူးနေမလဲနောက်ပြီးတော့ဒီဇာတ်ကားထဲမှာပါဝင်ကြတဲ့အမှုပညာရှင်တွေအနေနဲ့ဘလို character ဒီဇက်ကောင်တွေကမျိုးတွေကနေပြီးတော့ပါဝင်သရုပ်ဆောင်နေကြတယ်ဆိုတာပရိသတ်များဒီနေ့ရှူတင်မိခင်မှာရှူစားမှာပဲဖြစ်ပါတယ်အခုပဲတင်ဆက်ပေးပါရစေခင်ဗျာ ိုကတက္ကသိုလ်ကားပေါ့ဓမ္မဟာတာလည်းပါမယ်နောက်တစ်ခါဒရမာလည်းပါတယ်ပေါ့ဒီကားအနေနဲ့တော့ထူးထူးခြားတော့အကိုရောကဟိုတက္ကသိုလ်ဆက်ပေါ့နော်ဟိုတက္ကသိုလ်ဆက်ပေါ့ဒါပေမဲ့အကိုရောဒီဘဟာတာ site တွေလည်းရှိတယ်ဟာတာ site တွေလည်းရှိတယ်ဆိုတာကဟိုအတရဲ့ဦးလေး site မှာဆိုရင်ကိုခန်းစင်သူနဲ့မှထွန်းလာဖို့ပါတာပေါ့နော်ဒီအเจ้าမှာဒီအเจ้าသားလေးအမြဲတမ်းရှေ့ရှေ့နောက်နောက်ရှောက်လုံနေတဲ့ဟာဒီပြဿနာမှန်တယ်မြောက်ဒီဦးလေးနဲ့အတော်ဒီတိုင်ကံဖြည့်ရှင်းပြီးနေရတယ်ပေါ့ဒါမှတစ်ချိန်မှာသူသူ ီရွှေရွှေလောင်းနဲ့ရှောက်နောက်ပြောင်နေတဲ့ဟာသူ့ဘဝအတွက်အမိုင်းတစ်ခုဖြစ်လာစေတယ်ဆိုတာတစ်ချိန်မှာသူအသက်ကြီးလာတဲ့အခါမှာသူ့တာကိုပြန်ပြီးတော့တိသွားရဲဆိုတဲ့ဟာပေါ့အဲ့ဒါလေးပါပဲအဓိကကိုလိုပရိသတ်ကိုပေးတဲ့ message ကဒီကားရဲ့အဓိက message ပေါ့ဟိုပြောမယ်ဆိုရင်တစ်ချိန်တုန်းကကြားကြားကြားဆိုပြီးနောက်နေခဲ့တယ်တကယ်ကြားစစ်လဲလာဟိုလူတွေကမယုံကြတော့ဘူးဆိုတဲ့ပုံစံလေးပါ ကောင်းလို့ပြောဖို့အကုန်ရှင်းနေတာဟုတ်ပါရဲ့အားသိမလုပ်ရလဲဟာလေရှင်းလို့စားစကားရမှာညမကိုတက်ကတူចောင်းသူပုံစံမျိုးလေးနဲ့ညားမှာပါရှင်။အာဒီကတက်ကတူចောင်းမှာလူငယ်တွေချင်းဖြစ်တတ်တဲ့အဲ့လိုမျိုးစားလိုက်နောက်လိုက်နဲ့ပျော်ပျော်ပါပါအဲ့ပုံစံမျိုးလေးပဲရိုက်ထားတာပါရှင်။ ပါလာပြီတာ။နေရဟိုအမယူနေဟိုဒီကိုပြဿနာရှာပြီးတော့အမဆူတဲ့ခံတော့အဲအမနဲ့ဂရီပေးလိုက်တဲ့ခံတော့ခံနေကြရပါတော့။ဟောခက်ခဲကြီးကတော့အများကြီးပါပဲ။ဟိုရှိမာကတော့ဟိုကိုခန်းနဲ့ဟိုမခိုင်းသူတို့ငယ်အိမ်ခန်းအိမ်စင်းလေးတွေတော့ဖျက်ထားတယ်။ဒီနောက်2ရက်3ရက်လောက်တော့ရိုက်ကောက်အောင်မယ်။ဟိုဒီစင်းပေါ်မှာတော့ဟာတာကောက်ကို ဒါပေမဲ့ရုပ်ပြောင်းအောင်အခုမှစလုပ်ကြတာဆိုတော့တော်တော်လေးတော့ခက်ခဲခဲတဝက်တာရှိပါရဲ့ဟုတ်ကဲ့မောင်ညာလေးပြီးကြတော့မခစားနာမပေါ့ဘူးသူကမောင်နေနေမမလေးတမန်မမလေးမြန်မာကျင်းစာပြေမှုကံဒီကူမှာပြောရရင်ဒီနေ့ချန်ပုံနေတော့ တွေ့ရင်ကိုရင်ရဲ့ဟဲ့မွားလေမင်းကလူလူဆိုရင်အုံနောက်ရှိစဉ်းစားရတယ်မကောင်းတာမကောင်းမှလည်းသိမွေးရပါဗီဇာမပြင်မရအောင်ဆိုတော့အဲ့ဒါစဉ်းကြည့်ပဲအဲ့ဒီဗီဇာရဲ့စာနာကိုထိန်းချုပ်ဖို့တည်းမင်းတို့မှာတော့မအုံနောက်ဆိုပါလာပြီဒါလုပ်တော့ပါမင်းပြောလိုက်ရင်ငါဘယ်တော့မှမလုပ်တော့ဘူးလေမင်းကလည်းစောက်လုပ်နေမှဆိုရင် မမအေးသဘောတူထားတဲ့လူနဲ့ပဲယူလိုက်တော့မသိလားအဲ့လိုမလုပ်ပါနဲ့မမရေမမအေးရသဘောတူထားရရှိဟုတ်တယ်ရှိမမနင့်စိတ်ဆင်းရမှာဆိုလို့လည်းပြောခဲ့တာမင်းမမအောင်ဆိုအမြဲစိတ်ဆင်းရအောင်လို့